ဒီနေ့ပိတ်ရက်လေးမှာတော့ခခ luxury spa ကို ရောက်ဖြစ်ခဲ့ပါတယ်။အဓိကကတော့ low attest skin care ဖြစ်စီလေးတွေအဆုံးရှိရဆိုတော့ဒီမှာလာပြီးတော့အဲဖြစ်စီလေးတွေဝယ်တာပေါ့နော်။ဆိုင်လေးကဝင်လိုက်တာနဲ့အေးပြီးတော့ skin care ပစ္စည်းလေးကလည်းတော်တော်စုံနေဈေးဝင်ရတဲ့နေရာလေးကလည်းတော်တော်ကျေပါတယ်။ပြီးတော့ဒီဘက်မှာကလည်းခြေသေးလက်သေးလှုပ်ချင်တဲ့သူတွေ cleansing လုပ်ချင်တဲ့သူတွေအတွက်လည်းနေရာကျေလေးထားရှိပြီးတော့အရင်စင်ပြေပါတယ်။နေရာကလည်းကျေဝန်းပြီးတော့တန့်ရှင်နေတာပဲ။ ဒါလေးက skin test လုပ်တဲ့14ပါရှိတယ်ပေါ့နော်အဲ့ဒါနဲ့တခါတဲ့ skin test ပါတခါတဲ့လုပ်ခေလိုက်ပါတယ်ဒီ skin test လုပ်တဲ့14ကိုပေါ့နော်စိတ်ဝင်စားနေတာကြာပြီးလိုင်းမောင်မှလည်းတွေ့ရတယ်မင်းမလုပ်ဖြစ်ဘူးပေါ့နော်ဒီမှာ skin care product လေးတွေအဝယ်ရင်းနေပေါ့နော်ကြုံတော့ပေါ့တခါတဲ့စစ်ခေလိုက်တယ်ပေါ့နော် အမ်ရန်ကုန်လို့ပါလို့မာရောပေါ့နော်ဒီလိုမျိုးစက်တဲ့ဆက်လေးတွေပေါ့နော်ဆိုင်လေးမှာတော်တော်များများရှိလာကြပြီပေါ့နော်တောင်ကူမှာတော့ဒီဒီဆိုင်မှာပဲတွေ့ပါသေးတယ်တောင်ကူမှာဆိုလို့ရှိရင်ဒီဆိုင်လေးမှာပေါ့နော်ဒီကိုယ့်ရဲ့အရေးပြားနဲ့ပတ်သက်တဲ့အဲအရာလေးကို AI နဲ့စစ်လို့ရပြီပေါ့နော် အဲတကယ်ကိုပေါ့နော်စစ်ပေးတဲ့ညီမလေးဆိုင်ရှင်ညီမလေးဆိုလို့ရှင်လဲအရန်ကိုစိတ်ရှည်ပြီးတော့ပေါ့နော်အသေးစိတ်ပေါ့နော်သူတေချာလေးပြောပြပေးတယ်ပြီးတော့အကိုနဲ့အဆင်ပြေမစကင်ကဲလေးလည်းသူကညွှန်ပေးတယ်ကိုကမဝယ်ဘူးဆိုရင်တော့မှအဲသူကအဲပေါ့နော်ဟိုပြောပြပေးတယ်ပေါ့နော်အဲ့ဒါလေးလည်းအရန်သဘောကျပါတယ်ဒီရဲ့ skin test လေးကပေါ့နော် လုံတဲ့နဲ့ချိန်မှာပါတယ်လို့ညီမကတော့ယူဆပါတယ်။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အသားရေကဘာအသားရေဖြစ်နေတလေပြီးတော့ကိုကဘာရီနဲ့မတည့်ဘူးလေပေါ့နော်ပြီးတော့ကိုဘာကြောင့် skin တွေပျက်စီးရတာလဲပြီးတော့ကိုယ့်ရဲ့ဘယ်နေရာတွေမှာ skin တွေကပျက်စီးနေတလေဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ဆိုင်တဲ့အကြောင်းအရာတွေအများကြီးအများကြီးအာကိုသိရတယ်ပေါ့နော်အာကိုမသိရသေးတဲ့တခြားအရာတွေအာဒီမျက်နှာရဲ့အပေါ်ပြင်နဲ့သက်ဆိုင်တဲ့အရာတွေအထင်းမှဖြစ်နေတဲ့အရာတွေအဲ့ဒါတွေကိုလည်းသိခဲ့ရတယ်ပေါ့နော် ပြီးတော့ကိုမျက်နာကပေါ့နော်ဒီ Sandwall Skin Care တွေတုံးနေတာထက်ဆိုင်ရင်ဘလောက်ပဲဈေးကြီးတဲ့ Skin Care တုံးနေပါစေပေါ့နော်ကိုမျက်နာနဲ့အအဆင်မပြေဘူးကို Skin အကြောင်းကိုကိုကောင်းကောင်းမသိဘူးဆိုလို့ရှိရင်ပေါ့နော်အဲဒီမျက်နာအတွက်မကောင်းဘူးပေါ့အဲ့တော့ကိုမျက်နာကိုတိချလေးစစ်ဆေးမယ်တကယ်လိုအပ်တဲ့အဲ treatment ကိုယူမယ်ဆိုလို့ရှိရင်တကယ်ကိုကောင်းတဲ့အဲဒီ cosmetic တွေတုံးမယ် Skin Care တွေတုံးမယ်ဆိုလို့ရှိရင်ပေါ့နော်အဲအများကြီးအကျိုးရှိတယ်ပေါ့ လိုချင်တဲ့ result ရလို့အရင်ကျင်နေခဲ့ပါတယ်အဲ့တော့လိုတဲ့ skin care လေးတွေဝယ်ပြီးတော့ပြန်လာခဲ့ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်